ားလုံးပဲမင်္ဂလာပါရှင်။နေပိတ်ကနေကျဆိုးပါတယ်ရှင်။ဒီနေ့တော့တောင်းဆိုထားတဲ့သူလေးတွေအတွက်မုတ်လင်မြောက်မုတ်လေးလှုပ်ရှားဖြစ်လို့တငယ်ချင်းတို့ကိုလာမြောက်ပေးပါတယ်ပေါ့နော်။ဒီမုတ်လေးကကြတော့ခုလိုမျိုးလေးမိုးတွင်းချိန်ပိုင်းဆိုရင်ရော့ဖက်တွေမှာရောင်းလေးရှိတဲ့မုတ်လေးတမျိုးပေါ့နော်။ဒီမုတ်လေးကိုတော့နှဲတုတ်တွေဖက်မှာဆိုရင်မုခွားလို့ခေါ်ပါတယ်ရှင်။ဒါဆိုရင်တော့နှဲဘလို့လုံးမလဲဆိုတာနဲ့ပြီးတော့ဖာကိုဆုတ်ထည့်လေးကြည့်ပေးကြပါအောင်ရှင်။ အရင်ဦးဆုံးပကံလေးထက်ကိုစာမုံညင်းနှုတ်စီဘူးတဝက်ကိုထပ်ထားပလေတဲ့ပေါ့နော်။ခုံညင်းမုံညင်းကိုတော့ထမဲစာဆုံးတဆုံးစာထပ်ထားပလေတဲ့ပေါ့နော်။ပြီးရင်တော့စာနိုင်ငယ်နဲ့ဘေကီဆော်ရာနိုင်ငယ်ပေါ့နော်။ပြီးရင်တော့ဒီမုံညင်းလေးထက်ကိုအုံနိုးထမဲစာဆုံးတဆုံးစာလောက်ထပ်ထားပလေပါတယ်ရှင်။ပြီးရင်တော့ကြက်ဥကနှလုံးပေါ့နော်ဒီကြက်ဥနှလုံးထဲမှာနှဲကကြက်ဥနှဲတလုံးကိုဖယ်ထုတ်ထားပေးလိုက်တယ်ပေါ့နော် ကြာတဲ့ကြက်ဥလေးကိုတော့မုန်းနေလေးတဲ့ကိုထည့်ပေးလိုက်ပါမယ်ရှင်။ဆာမုန်းညစ်ကနိုးစီဘူးတဝက်ဆိုတော့ရေကိုကြတော့နိုးစီဘူးတဘူးစွာထက်ထားပေးလိုက်တယ်ပေါ့နော်။ပြီးရင်တော့အာလောသမတော်ဝင်ပေးလိုက်မယ်ပေါ့နော်။ဒီနေရာမှာချိုးစားကြတော့ဆာမုန်းညစ်တစားဆိုရင်ရေကိုနှစ်စားထည့်ပေးရမယ်ပေါ့နော်။မှွေသွားပေးလိုက်လို့အာလောသမတော်ပြီဆိုရင်တော့ရပြီပေါ့နော်။ဒါဆိုရင်တော့ပကံလေးထဲကိုအုံနို့100 ml လောက်ထည့်ထားပေးလိုက်တယ်ပေါ့နော် ။အုံတို့လေးထဲကိုတော့တခြားကိုထမဲစားစုံပုံစွမ်းစာထိုက်ထားပေးလိုက်တယ်ပေါ့နော်။ပြီးရင်တော့စာနဲ့ငယ်ထိုက်ထားပေးလိုက်ပါတယ်ရှင်။ပြီးရင်တော့တခြားလေးတွေပျော်သွားတဲ့ခြေတီးဆုံးလေးနဲ့မှွေသွားပေးလိုက်မယ်ပေါ့နော်။မှွေသွားပေးလိုက်လို့အုံတို့လေးမှာတခြားလေးတွေပျော်သွားပြီဆိုရင်တော့ခနာကဖယ်ထားတဲ့ကြက်အိုးအနှစ်လေးထဲကိုစီနှဲငယ်လေးထည့်ထားပေးလိုက်မယ်ပေါ့နော်။ပြီးရင်နှဲငယ်လေးတမတော်ခလောက်ထားပေးလိုက်ပါမယ်ရှင်။ ဒါလေးကကြတော့မိုးနှင်းရီလေးအိုးမှာမကပ်ရအောင်စီတုံးပေးမဲ့ဟာလေးပေါ့နော်ခုဆိုရင်တော့ပါဝေပစ္စည်းလေးတွေလုတ်ပြောက်သွားတာအလုံးဆက်တဲ့ဖြစ်နေပြီပေါ့နော်ဒါဆိုရင်တော့မိုးလုံးမဲ့အိုးလေးကိုခဏကကြက်ဦးအနှင်းနဲ့စီလင်းနဲ့ကိုနင်းငယ်လေးတုတ်ထားပေးလိမ့်မယ်ပေါ့နော်ပြီးရောခနာဆက်ထားတဲ့မိုးနှင်းရီလေးကိုမပြည့်တပြည့်လေးတွေထည့်ပေးလိုက်မယ်ပေါ့နော် ခုလိုမျိုးလေးမုန်းနှင်ရီယူတဲ့ချိန်မှာလဲမုန်းနှင်ရီလေးကိုစွန်လေးနဲ့မှွေပေးရပါမယ်ရှင်။နှစ်ကတော့မရက်ပြလိုက်ဖြစ်ဘူးပေါ့နော်။မှွေတဲ့ဟာလေးကိုမုန်းနှင်ရီလေးထိုက်လုပ်ပြီးပြီဆိုရင်တော့အပေါ်ကနေပြီးတော့အုံးနှုတ်လေးကိုနဲငယ်ချင်းစီခုလိုမျိုးလေးထည့်ထားပေးလိုက်မယ်ပေါ့နော်။ဒီမုန်းလေးကကြတော့ချိုချိုဆစ်ဆိတ်လေးနဲ့အရန်ဆလို့ကောင်းတယ်ပေါ့နော်။ခုဆိုရင်တော့အုံးနှုတ်လေးလည်းထိုက်လုပ်ပြီးပြီပေါ့နော်။ဒါဆိုရင်တော့ဖုံးလေးအုပ်ပြီးတော့မောက်သားလေးကျက်လာတဲ့ချိန်ထိချက်သွားပေးလိုက်မယ်ပေါ့နော်။ခုဆိုရင်တော့မောက်သားလေးကကျက်လာတဲ့နေသားလေးရလာပြီပေါ့နော်။ ကြည်ပါအောင်ရှင်နဲ့မုတ်တာလီကလောဝါကိုမကတ်ဘူးပေါ့နော်အိုးမဒါဆိုရင်တော့ဒီမုတ်လေးကိုပကံလေးထက်ကိုထည့်ပေးလိုက်မယ်ပေါ့နော်ဒီမုတ်လေးကကြတော့ခုလိုမျိုးမိုးတွင်းခြေခါမှာဆိုရင်ရွာဖက်မှာရောင်းလေးရှိတဲ့မုတ်လေးပေါ့နော်ဒီမုတ်လုံးကြီးကလည်းလွယ်ကူပြီးတော့ကိုကြဆေးလက်တက်တာတာမို့လှုပ်ရှားကြည့်ကြည့်ကြပါအောင်ရှင်ခုဆိုရင်တော့နေရဲမုတ်လေးများလေးကတော့စာဖို့ဆက်တဲ့ဖြစ်နေပြီပေါ့နော် ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်။နှိပ်ပြီးတော့ file ကိုကြည့်ရှုအားပေးတဲ့တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးများတက်ပါတယ်ရှင်။ page ကိုလည်းလည်း follow လေးလုပ်ပေးကြပါအောင်ရှင်။ဒါဆိုရင်တော့နောက်ပြီးတော့ file တွေမှာဘယ်လိုစားစရာမျိုးတွေနဲ့လောပြောက်သွားမလဲဆိုတာကိုစောင့်ကြည့်ပေးကြပါအောင်နော်။အားလုံးပဲတတ်တာ